Vice of Football Facebook နဲ့ YouTube Channel ရနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Premier League ပွဲစဉ်15ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Aston Villa နဲ့ Arsenal ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့ညီလေးနိုင်လေးအောင်ကသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါညီလေးမင်္ဂလာပါကိုကဲ Premier League ကဇက်တိုက်ကိုမယံမနာကစားနေတာအခုဆိုရင်ဒီဇင်ဘာပွဲချက်ကာလကစပြီ November မကုန်နေမကုန်ငယ်နေရအမှန်တော့ပွဲတွေကတောက်လျှောက်ဇက်တိုက်ကစားနေမှာ Champion League တွေလာလိုက် Premier League တွေလာလိုက်အခုဆိုရင်ကြားထဲမှာ Premier League ကနေဒီဘက်မှာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်15ကံမယ်ဒါပြီးရင်ချန်ပီယံလိဂ်တွေပြောင်းဝင်မယ်တကယ်ကိုမိုးရဲရေတဲ့ရောက်လာခဲ့ပြီဆိုအတင်တိုင်းအတွက်ဒီချိန်ကဒါသူတို့ရလက်ကောင်းရဖို့ကိုတော်တော်လေးချိန်ညှိပြီးသွားနေရတယ်ပေါ့နော်ဟိုအရန်အင်အားလည်းဒီချိန်မှာစကားပြောသွားပြီဒိုင်ယာပြဿနာတွေကလည်းအတင်းရဲ့ရလက်ဒီပေါ်မှာအများကြီးရိုက်ခတ်မှုရှိလာနိုင်တယ်ဆိုတော့ဒီနေ့ကစားပဲအတင်းနှစ်တင်းကဂျားထဲမှာတော့ကိုစီနိုင်ပွဲတွေရထားတယ်အက်စတွန်ဗီလာက Brighton အသင်းကိုဒါ4-2နဲ့နိုင်ထားတယ် Brighton ရဲ့2-0နဲ့ဥဆောင်ခြင်းကိုနောက်ကနေလိုက်ကစားပြီး4-2ဖြစ်တယ်ပွဲပြီးကနေမှာ4-3နဲ့နိုင်ထားပြီးတော့တကယ်ကိုကြောက်စရာကောင်းတဲ့ current form ကိုပိုင်ဆိုင်ထားတဲ့အသင်းနောက်ဆုံး Premier League ကိုပဲမှာ10ပွဲနိုင်ထားတဲ့အသင်းအဲ့ဒီကာလအတွင်းမှာလက်ရှိ Premier League အကောင်းဆုံးတင်ကဗီလာလို့ပြောလို့ရတယ်ပြီးတော့ဗီလာမှာကလည်းအာဆင်နယ်ကစားအာဆင်နယ်နီးပြဟောဦးနိုင်အမ်ရီနဲ့ပြောင်းရင်ဆိုင်ရမယ်ဆိုတော့ဒီပွဲကအာဆင်နယ်အတွက်တကယ်ကိုခက်ခဲတဲ့စိန်ခေါ်မှုဖြစ်လာမယ်ဆိုတာသိကြတယ်အာဆင်နယ်ကလည်းဂျာယာမှာကစားခဲ့တဲ့ဗရန်ဖို့နဲ့ပွဲစဉ်မှာ အေကွင်းမှာ2-0နဲ့အမှားယွင်းရှိအနိုင်ရခဲ့တယ်။အသင်းရဲ့ခံစီကြောင်းက Garrier တို့ Saliva တို့ဒဏ်ရာပြဿနာရှိနေသည့်တိုင်အောင်လိုချင်တဲ့ရလဒ်ကိုဒါကစားသမားတချို့အလှည့်ကျသုံးပြီးတော့ယူသွားနိုင်ခဲ့ရဆိုတော့သူကလည်းအကောင်းဆုံးအနေထားမှာရှိနေသေးပဲ။ Arsenal ကလည်းနောက်ဆုံး Premier League ဒါစတင်မှာ73မှာထင်တယ်လေဘာဘူးကိုရှုံးပြီးတဲ့ကဘွဲစဉ်3နောက်ပိုင်းနဲ့ရမရှုံးခဲ့တာအခုဆိုရင်ပရီးမီးယားလိမှာဘွဲစဉ်7ပွဲစတိုင်မရှုံးဘူးဒါပေမဲ့ current အရတော့ဘီလာတော့မကောင်းဘူး7ပွဲမှာ10ပွဲနိုင်တယ်ဂျားထဲမှာ Man City ကိုတည်ရဒါ Sunderland ကိုတည်ရ Chelsea ကိုတည်ရအမှတ် သုံးပွဲယော့ထားရဆိုတော့ဒီပွဲကတော်တော်လေးကိုလည်းကြည့်လို့ကောင်းပဲဟုတ်ပြီးတော့ဒီတစ်ပတ်ရဲ့စနေနေ့အစောဆုံးပွဲလည်းဖြစ်တယ်ဒီပွဲကအာဆင်နယ်ဖန်တွေစုပြီးတော့ဒါပွဲလောက်ကြဖို့လည်းရှိရဆိုတော့တော်တော်လေးကိုယင်ခုန်စရာကောင်းတဲ့ပွဲအဲ့တော့နိုင်လင်းရဲ့အမြင်လေးပေါ့ဒီနှစ်သင်းရဲ့ဒီလက်တလောခြေစွမ်းတွေကြားထဲမှာကစားသွားခဲ့တဲ့သူတို့ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့စပြီးပြောပြပေါ့ဒီနှစ်သင်းသလုံးကအခုပြောသလိုပဲဒီလက်ရှိ Premier League ဒီကာလမှာတော့အဟိုက်ဆုံးအသင်းတွေပဲကျွန်တော်တို့ဟိုတွေ့နေရတာက ပွဲတစ်ပွဲကိုဘလူနိုင်အောင်ကံလည်းနဲ့တင်းစလုံးကကောင်းကောင်းသိလာတဲ့ပုံစံမှာရှိတဲ့ခြားသောဒီမန်စီးတီးတို့ချက်စီးတို့ထက်အနီးကပ်ဆုံးပြိုင်ဘက်တွေထက်ဒီနဲ့တင်းစလုံးကနိုင်ပွဲတစ်ပွဲဘလူရှာဝေရမလဲအခုနောက်ပိုင်းမှာတော်တော်လေးဟိုငြိမ်တဲ့ပုံစံနဲ့ကျွန်တော်တို့တွေ့လာအောင်တွေ့တယ်ပြီးခဲ့တဲ့အနီးကပ်ဆုံးပွဲဆိုလို့ရှိရင်ဒါဗီလာဆိုလို့ရှိရင်ဘရိုက်တန်လိုခက်ခဲ့အသင်ပြီးတော့အဝေးခွေမှာခင်ရတယ်ပြီးတော့2-0နဲ့ဥဆောင်ခြင်းခင်ရတယ်ဒါပေမဲ့ သူတို့မှာပွဲမပြီးမချင်းပြန်တန်းအောင်ကန်လို့ရတယ်ဆိုတော့အတိနဲ့ဒီနောက်ပိုင်းဖောင်တွေကသွားပြီးညှိနေတဲ့အချိန်မှာတော့ဒါ Unai Emery နဲ့ Villa တို့ထိုက်တန်တဲ့နိုင်ပွဲရတယ်။ Arsenal ကတော့ပြီးခဲ့တဲ့ဒီဂျာယောမှာတော့နိုင်ဂျာကန်တို့ပို့ပြီးတော့များတဲ့အသင်းဖြစ်သလိုဒီပွဲအတွင်းမှာလည်း ပုံစံကောင်းနဲ့ဒါပြိုင်ဘက်ကိုထိ ंछ ုပ်ပြီးတော့ကန်သွားနိုင်တယ်ဒါပေမဲ့အဲ့ပွဲကိုတပွဲလုံးတိုင်းတာကြည့်နေတဲ့သူတွေဆိုလို့ရှိရင်အာဆင်နယ်အဲ့ပွဲမှာနည်းနည်းပြသွားတဲ့အပိုင်းလေးလည်းကျွန်တော်တို့တွေ့ရတယ်ဒါလည်းရှေ့မှာပွဲချက်တွေပွဲဆက်တွေကန်ရတယ်ပြီးတော့ကစားမအစုအဖွဲ့ဟိုမတည်ငြိမ်တဲ့အပိုင်းလေးကိုအာဆင်နယ်မှာပြန်ပြီးတော့တွေ့လာတယ်ခန်းစင်မှာဆိုလို့ရှိရင်ဟင်ဂါပီရောမော်စကွာရောအထိုင်ကိုကျွန်တော်တို့ဒီနောက်ပိုင်းမှာပို့ပြီးတော့တွေ့လာတယ်ပြီးတော့လေဒီစားမားတွေကတပွဲလုံးတင်ပြချက်ပြကန်သွားလားဆိုတော့အဲ့လိုလဲမဟုတ်ဘူး။မော်စကွာတော့တရားရသွားပါလား။တရားရသွားအောင်ရတယ်။အဲ့လိုမျိုးဟိုအာဆင်နယ်အတွက်လည်းခက်ခဲတဲ့အပိုင်းခြားလေးတော့ရောက်တယ်။ဒါပေမဲ့ အစကျွန်တော်ပြောသလိုပဲပြန်ပြီးတော့ကောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နှစ်သိန်းသလုံးကဟိုဘလူးချင်းတွေပဲရောက်လက်တလုံးမှာတော့တုံတုံပြန်ပြတ်ဆိုလို့ရှိရင်အရင်တော့လို့ခြေချော်မှုတွေမရှိတော့ဘဲနဲ့ကောင်းကောင်းစူးမိုးလို့ရတယ်ကောင်းကောင်းနိုင်လို့ရတယ်ဘရန်ဖို့ဆိုလို့ရှိရင်အာဆင်နယ်ကန်ဝါဆိုဒုတိယပိုင်းမှာအခွင့်အရေးတွေပြန်ပေးရတယ်ဒါပေမဲ့ကလင်းရှိနိုင်ပွဲတော်မှာဟိုရသွားတယ်ဆိုတော့နှစ်သိန်းသလုံးကတော့လုံးဝအဟိုက်ဆုံးပဲဒီဒီလိုချိန်မှာဒီလိုပွဲချက်ကလာဒီလိုအဆင့်တက်တဲ့အဆင့်3ဆိုတဲ့အခိုက်အတန့်မှာတွေ့တာတော့ဒါဒီနှစ်အပိုင်းခြားတွေအတွင်းဒီနှစ်သိန်းရထဲတဲ့တွေ့ဆုံမှုတွေမှာတော့ဒါ အအကျိတ်နေအရှိဆုံးဖြစ်မယ်လို့တော့ကျွန်တော်တို့ထင်တယ်။မှန်ပါတယ်ညီလေးလောလောဆယ်မှာကိုတို့ဒါပရီးမီးယားလိအကြောင်းပြောတခြားအသင်းတွေအကြောင်းကိုအပတ်စဉ်တိုင်းမှာဟိုပေါ့နော် topic အမျိုးမျိုးပြောင်းပြောကြမယ်။ဗီလာအကြောင်းကိုထဲထဲဝင်ကိုတို့မပြောပြကြအောင်။အဲ့ဗီလာနဲ့ပတ်သက်ပြီးတော့လေကိုတို့ဒါအမှန်အမှန်တကယ်တော့ကိုတို့ဒါ pocket လေးတစ်ပုဒ်လောက်တော့ရိုက်သိမ့်မိနေတယ်။ဘာလို့ဆိုတော့ Unai Emery ရဲ့လက်ရှိ current ဒီသူ့ရဲ့အသင်းခြေစွမ်းကတော်တော်ကြောက်စရာကောင်းတယ်။နောက်ဆုံးကိုယ့်ဘွဲမှာ10ပွဲနိုင်တယ်။ရမှတ်24မှတ်ယူနိုင်ခဲ့တယ်။ရမှတ်28မှတ်ရထားခဲ့ရမှာ။ရှေ့5ပွဲမှာသူရမှတ်3မှတ်ပဲရခဲ့တာ။3ပွဲတည်း2ပွဲရှုံး။နောက်10ပွဲမှာ ကိုပဲနောက်နောက်ကိုပဲမှာရှစ်ပွဲနိုင်တစ်ပွဲရှုံးရှုံးတာလေဒါလီဗာပူးတသိန်းကိုပဲရှုံးခဲ့တယ်ဂျန်နဲ့ပွဲတိုင်းလဲဇက်တိုက်ကိုးတွေသွင်းပြီးတော့တကယ်ကိုဒါလောလောဆယ်မှာအရန်ကောင်းနေတယ်တင်ပြီးတော့ညီလေးဒါကိုတို့ဒီစီစဉ်လေးမဆိုင်ပြောအိမ်ကွင်းမှာလဲတောက်လျှောက်နိုင်ပွဲတွေဆက်တာပြိုင်ပွဲစုံရှစ်ပွဲတင်ပြီးမှနိုင်လာတယ်လောလောဆယ်မှာလဲပြိုင်ပွဲစုံနေနေကြည့်မယ်ဆို6ပွဲဆက်နိုင်ထားတယ်အဲ့ထက်မှာဘုံမောက်တို့လီးစ်တို့ဒါဝူဗာဟန်တန်တို့ဘရိုက်တန်တို့အပါအဝင်ဒါယူရိုပါလိရှင်နေကြရန်ပွိုင်းစ်တို့ဒါမက်ကာဗီဟိုက်ဖာတို့အသင်းတွေအပါအဝင် မိုင်ကာဖီအသင်းကိုနိုင်ထားဆိုတော်တော်ကြောက်စရာကောင်းတယ်ဆိုတော့အဲ့တော့တစ်ဖက်ကအာဆင်နယ်ကိုလည်းကိုတို့ပြောရမယ်အာဆင်နယ်ကလည်းမရှုံးတာပြိုင်ပွဲစုံနေနဲ့ကြည့်မှဆိုစကူးပွဲလောက်ရှိပြီထင်တယ်ပရီးမီးယားလိမှာ17ပွဲနောက်ဆုံး17ပွဲစားမရှုံးဘူး10ပွဲနိုင်တယ်3ပွဲသေးကြတယ်ပြိုင်ပွဲစုံနေနဲ့ကြည့်မှဆိုရင်နောက်ဆုံး16ပွဲ sorry 15ပွဲနိုင်တယ်3ပွဲသေးကြတယ်အဲ့ဒီကြားခဲ့တဲ့ပွဲတွေကလည်းပရီးမီးယားလိမှာပဲကြားခဲ့တာကျန်တဲ့လီဖလာတို့ချန်ပီယံလိတို့မှာရာနှုန်းပြည့်နိုင်ထားဆိုတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့လည်းညီလေးရဲ့အမြင်ပေါ့သူတို့ကလောလောဆယ်မှာအမှတ်ပေးစရာထိတ်ဆုံးနေရမှာငါးမက်ဖြတ်ပြီးတော့ဥဆောင်နေတယ်အမှတ်တကယ်ဆိုဗီလာတောင်မှ 6 map กว่าအနေထားဆိုတဲ့အနေထားကမီလန်အောင်ဘာမဆိုထက်ပြီးတော့ဒီဘွန်းတိုင်ရင်သူဆိုတခုခုပေါ့နော်ဒီထက်ပိုပြီးတော့ဒါမျောလင်းချက်တွေရှင်းတန်းလာနေဆိုတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ညီလေးအမြင်လေးပြောပြပေါ့အာဆင်နယ်ကတော့ဟိုသူကျွန်တော်တို့နောက်ပိုင်းနှစ်တွေမှာတွေ့လာသလိုမျိုးစောင်းတော့မဝင်တော့ဘူးပေါ့နော်ဒါတက်တဲ့ပဲဝင်လာပြီအာဆင်နယ်ကတော့ဒါကတော့ဟိုပြိသက်အများစုလေလက်ရှိချိန်မှာမဖြစ်မနေလက်ခံလိုက်ရတဲ့အခြေအနေရှိတယ်ဒါပေမဲ့တခုရှိတာကဒီအာဆင်နယ်လက်ရှိကစားသမားအစုအဖွဲ့က ဒီခန်းစစ်ပိုင်းမှာနည်းနည်းမတည်ငြိမ်မှုလေးတွေရှိလာတယ်အရန်ကစားသမားတွေကိုပြန်ပြီးတော့အသုံးပြနေရတယ်အဓိကစားသမားတွေဒီမေချပ်ပြီးမကန်နိုင်တဲ့အခိုက်အတန့်မှာတော့အာဆင်နယ်ကိုနည်းနည်းလေးတန်တရားဖြစ်မိတယ်ပြီးတော့လက်ရှိ ပွဲမှာတွေးမဲ့အသင်းကလည်းဒီ Villa လို့နောက်ဆုံးဒီပွဲစဉ်၅နောက်ပိုင်းဒီ Liverpool ကိုရှုံးတဲ့တပွဲပဲဂိုးမရတဲ့အသင်းနဲ့ကန်ရမှာပြီးတော့အဝေးဝင်းကန်ရမှာဖြစ်တဲ့အတွက် Arsenal အတွက်ကတော့ဒီပွဲစဉ်တပွဲတည်းနဲ့ပတ်သက်ပြီးတော့ဟိုတော်တော်လေးအနေနဲ့များတယ်လို့တော့ကျွန်တော်ကတော့အငွေ့သက်ကိုခန်းစားရတယ်ဒါပေမဲ့လက်ရှိ Gareth Southgate ရဆိုလို့ရှိရင် Arsenal ကလည်း Villa ကိုအနီးကပ်ဆုံးနှစ်တည်းကထပ်ပို့ပြီးတော့အသာစီးကနေ ံနိုင်စွမ်းရှိရဲဆိုတဲ့အချက်ကလည်းကျွန်တော်တွေ့ရတယ်ဒါကလည်းဟိုအာဆင်နယ်လက်ရှိကစားသမားအစုဖွဲ့ဟိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခန်းစစ်မှာအားနေတော့အားနေနေတော့လေဒီအသင်းရဲ့ကွင်းလေထောက်တိုင်ကစားသမားတွေတနောင်မီကစားနိုင်စွမ်းရှိနေခြင်းကအာဆင်နယ်အတွက်တော့အသက်လို့တော့ကျွန်တော်တို့ထင်တယ် Declan Rice Zubimendi ဒီဒီကစားသမားနှစ်ယောက်ရဲ့ဒီအသက်သွေးကြောကတော့လုံးဝဟိုဘာမှထက်မပြောလို့မရအောင်အာဆင်နယ်ရဲ့လက်ရှိကစားသမားအစုဖွဲ့ဟို ကစားကွက်ခင်းချင်းမှာဒီကစားမနှစ်ယောက်ကအရင်ကအရေးပါတယ်ဆိုတော့တဖြည်းဖြည်းကျွန်တော်တို့ပေါ်လွင်လာတယ်။ဇူဘီမန်ဒီဆိုလို့ရှိရင်အသင်းရဲ့ခန်းစဲကိုအများကြီးအကျိုးပြုတယ်။အသင်းရဲ့ခန်းစဲမှာပို့ပြီးတော့နေရာယူပေးတယ်ပို့ပြီးတော့လည်းဖြတ်ထုတ်မှုတွေကောင်းတယ်။ပြီးတော့တိုက်စစ်လမ်းကြောင်းပြန်ဆိုင်ရင်လည်းဇူဘီမန်ဒီရဲ့မပါမဖြစ်အခြေအနေတွေတွေ့ရတယ်။ဆိုတော့အာဆင်နယ်မှာကဟိုကစားမစုပွဲတွေမတည်ငြိမ်သေးတဲ့အောင်အနည်းဆုံးတော့ဟိုပြိုင်ဘက်ကို နိုင်အောင်ကန်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးဒီလက်ရှိရှိရစုဖွဲ့နေပဲသွားထားနိုင်တယ်ဟိုအာဒီတာရဲ့ဒီဥဆောင်မှုအောက်မှာကျွန်တော်တို့ဒီနှစ်အပိုင်းခြားရအတွင်းမှာဒီလက်ရှိအာဆင်နယ်ကတော့လုံးဝအဟိုက်ဆုံးဆိုတာဒါပြောစရာမလိုဒီလက်ရှိအခြေအနေမှာလည်း ပြီးခဲ့တဲ့နှစ်အပိုင်းခြားတွေမှာမဖြတ်ကျော်နိုင်ခဲ့တဲ့ကျွန်တော်တို့ဒီဆောင်းဆောင်းဝင်လာတဲ့ဒီဒီဇင်ဘာကာလကိုတော့ဒီနှစ်မှာတော့အာဆင်နယ်ကောင်းကောင်းဖြတ်ကျော်နိုင်မယ်လို့ထင်တယ်ဒါလည်းရှိမှာကျွန်တော်တို့ချက်စီကိုတွေ့တယ်ပြီးတော့အဝေးဘက်မှာစပောင်းနိုင်တယ်ရဲအသင်းကြီးဒီ3သင်းနဲ့တွေ့တဲ့အခိုက်အတန့်မှာဒါဘာပဲဖြစ်ဖြစ်နှစ်ပွဲတိုင်တပွဲတည်ဆိုတဲ့ရလကတော်တော်လေးကောင်းတယ်ပြီးတော့ချက်စီဒီနဲ့ပွဲဆိုလို့ရှိရင်ဒါပရိသတ်တော်တော်များများကအာဆင်နယ်ကိုဟိုဘယ်လိုပြောရမလဲအာမရကြအာမရကြတယောက်ယောက်သွားတာပြန်ဘက်ကဒါ38မိနစ်လောက်မှာတည်းကတယောက်ယောက်ပြီးတော့ ပွဲကစားချိန်အပိုင်းအခြားတစ်ပိုင်းကျော်အထိကိုဒါတယောက်သားနဲ့ကန်ရတော့ဘာလို့အနိုင်အောင်မကန်တာလဲဒီလိုမနိုင်မသိမယ်ချန်ပီယံစုနဲ့ထိုက်တယ်မရှိတော့ဘူးလို့ပါတော့အဲ့လိုမျိုးတွေအမြင်မျိုးတွေပါရှိလာအမေကတော့ကျွန်တော်တို့တွေးထားမှာကချက်စီးကလက်ရှိချိန်မှာချက်စီးကလည်းသွားပြီးတော့ short တော့လို့မရတဲ့အတင်းသူတင်ကိုတင်ကန်မယ်ဆိုချက်စီးလိုအတင်းကိုတောင်းတန်းကိုကန်ဖို့မလွယ်တဲ့အတင်းဒီအတင်းရဲ့ကွဲမှာကစားမတယောက်မရောက်ခင်ပွဲမဆခင်မှာကျွန်တော်တို့ဟို တေလောက်မှန်းထားတာကတကယ်ဖြစ်တဲ့အခြေအနေဒါကိုအာဆင်နယ်ပရိသတ်တွေကပို့ပြီးတော့အမြင့်မှန်းခဲ့ကြတယ်ပြီးတော့ပြိုင်ဘက်ကတယောက်ယောက်သွားတဲ့အချိန်မှာအာ9 on 9ရမယ်ဆိုတဲ့တန်နိဒန်တွေမှာချလိုက်တယ်ပထမပိုင်းပြီးဒုတိယပိုင်းမှာအချက်စီးကို9 on 9ရမယ်ဆိုတဲ့အခြေအနေမျိုးချလိုက်တယ်အမှန်ကတော့ဒါကြီးကဟိုအရန်ဟိုက်တာလည်းကောင်းပါတယ်ဒါပေမဲ့နည်းနည်းဟန်ပယ်ဖြစ်တဲ့ဟိုဖြစ်တဲ့ဖြစ်လိုက်တာလေးကိုတော့ တွေးဖို့လိုတယ်လို့ဆိုကျွန်တော်တို့ထင်တယ်။ဘာဖြစ်ဖြစ်ချက်စီးပွဲမှာအာဆင်နယ်တည်ကြတယ်အဝေးနောက်ဆုံးဝင်းဝင်းပွဲမှာဒါတည်ကြတယ်။အဲ့ဒီရလကတော့ကျွန်တော်အနေနဲ့အပေါင်းလက္ခဏာဆောင်တဲ့ရလလို့တော့ခုဒီကနေပြီးတော့ထပ်ပြီးတော့ပြောချင်တာပေါ့နော်။ဒီဒီချက်စီးပွဲနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ပြည်သက်တွေကြားမှာဖြစ်နေရလေးဟုတ်ပါဒါကျွန်တော်ဒီကနေပြောချင်တာပါ။အဲဆိုတော့ အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဘာမှထွေထူးပြောကြရမလို့ပါဘူးကျွန်တော်တို့အမြန်တွေ့နေကြအတိုင်းပဲအဓိကဘယ်ကစားသမားဂိုးသွင်းမှလဲဆိုတာလက်တလုံးမှာအာဆင်နယ်မှာဒီတသက်မမတ်ရှိတဲ့ပုံစံမျိုးသိမ့်မတွေ့ရအောင်အတိုင်းပဲမီရီနိုလက်တလုံးမှာနှစ်ပွဲဆက်ဂိုးသွင်းနေတာတော့နော်ဒါလေးကတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဟိုတော်တော်လေးချိုမိန်နေအပေါင်းလက္ခဏာဆောင်းတယ်အရင်နှစ်တွေတော့ဆိုရင်အာဆင်နယ်မှာဒီကစားကွက် အာဆင်နယ်ကစားကအခင်းကြီးမှာဘယ်ကစားသမားဘယ်နေရာအဘယ်ပေါက်ကိုပိတ်လိုက်လို့ရှိရင်အာဆင်နယ်မှာတည်သွားတာရှိတယ်။ဒီနေ့မှာဆိုရင်အာဆင်နယ်ကဘယ်ကစားမှကိုးသွင်းမှာလဲဘယ်နေရာကနေကိုးသွင်းမှာလဲဘလို့ပုံစံနဲ့ကိုးသွင်းမှာလဲပြိုင်ဘက်တွေမှန်းစားခတ်လာတဲ့အချိန်ဒီမှာတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့အများကြီးမျှော်လင့်လို့ရပြီလို့ပဲပြောချင်ပါတယ်။မှန်ပါတယ်ဒီရာသီမှာအတိုးတက်ဆုံးအပိုင်းကိုပြပါဆိုရင်တော့တို့ရဲ့ခန်းစစ်ပေါ့နော်။ခန်းစစ်ကအခုဆို14ပဲကစားပြီးမှာ9ခုပဲပေးထားရတယ်။တိုက်စစ်က28ခုဆိုတာ9 20လောက်ဒီရာသီမှာ plus ထွက်ထားတယ်ဆိုတော့တော်တော်လေးတိုက်စစ်ခန်းစစ်ဟန်ချက်ကြီးလို့ပြောလို့ရတယ်။ပြီးတော့ ပြီးခဲ့ရသည့်အာဆင်နယ်ဆိုရင်အရန်ကို predictive ပဲဖြစ်လွန်တယ်လွယ်ကူပဲအာဆင်နယ်အကြောင်းပြောရင်အာဆင်နယ်ကဘလို့လာမလဲဆိုတာကြိုခံမှန်းလို့ရတယ်ပြိုင်ဘက်တည်းကဒီရသည်မှာတော့လောက unpredictable ပဲဖြစ်သွားပြီအာဆင်နယ်နဲ့ပတ်သက်ရင်ခံမှန်းရခဲ့တယ်ဘသူ goal သွင်းမလဲဆိုတာလည်းတတမမမရှိသလိုပင်နိုင် goal သွင်းမဲ့ကစားသမားလည်းမရှိဘူး။အာနေချက်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ပင်နိုင် goal သွင်းမဲ့ကစားသမားမရှိဘူး။ဟာလန်လိုဟိုမှာအသင်းငယ်ထဲမှာ Brentford တိုက်စစ်မှုဒါ Igotia goal လိုကစားသမားတွေတော့19ကျော်17ကိုဟာလန်ဆို15ကိုဖြစ်နေပြီ။ Arsenal ကအခုမှလက်ရှိသူတို့ရဲ့ goal သွင်းအများဆုံးသမား Azzi ဒါ၄ကို စာကလေးကိုရောက်ကရက်လေးကိုဆိုတော့ဒါတော်လေးကိုသွင်းနှုံးကတော့နည်းသေးရလို့ထင်တယ်တရားလေးတွေပြင်နိုင်မယ်ဆိုတော့အာဆင်နယ်ပိုကောင်းတဲ့အနေအထားကိုကြောက်လာမှထင်တယ်ပြီးခဲ့တဲ့ Brentford နဲ့ပွဲကိုကြည့်မယ်ဆိုတော့လူမစုံတာလည်းပါတယ်ခန်းစစ်ကြောင်းမှာအပြောင်းအလဲလှုပ်ထားလည်းပါတယ်အရန်သားမတချို့ကိုတုံးထားလည်းပါတယ်အသင်းရဲ့ performance ကတော့ perfect ဖြစ်ခဲ့တဲ့ခြေစွမ်းတော့မဟုတ်ခဲ့ဘူးဒါပေမဲ့လိုချင်တဲ့နိုင်ပွဲကိုယူနိုင်ခဲ့တယ်ခန်းစစ်ကလည်း clean sheet ပြန်ရခဲ့တယ်ဆိုတော့ဒါအပေါင်းလက္ခဏာဆောင်ပါတယ်ရှေ့မှာတောက်လျှောက်အာဆင်နယ်ခန်းစစ်ကနည်းနည်းလေး ဟိုဆာလီဘာဒဏ်ရာရတဲ့အခိုက်အတန့်ရယ်ဂါဘရီယယ်ဒဏ်ရာရတဲ့အခိုက်အတန့်မှာဂိုးတွေပေးလာတော့နည်းနည်းလေးစိုးရိမ်စရာဖြစ်ခဲ့မိတယ်သူတို့ရဲ့လမ်းကြောင်းမှန်တစ်ခုတော့ပြန်တွေ့နေပြီလို့ပြောလို့ရတယ်ပြီးတော့ဒီဟာဒီမှာလည်းအဝေးကဆန်းဆောင်ကြီးကခုနှစ်ပွဲကစားပြီးမှာ၄ပွဲနိုင်၂ပွဲတည်းလီဗာပူးတသိန်းကိုပဲရှုံထားပြီးရမှတ်14မှတ်ယူထားနိုင်တယ်အဝေးကွင်းဒီ ranking ရဆိုရင်အဆင့်နှစ်မှာရှိနေရဆိုတော့စပါးနဲ့တူအကောင်းဆုံးအနေနဲ့မှာပါရဆိုအာဆင်နယ်ရဲ့အဝေးကွင်းကိုလည်း short တက်လို့မရဘူးအဲ့တော့တစ်ဖက်ကဗီလာကအကိုတို့ပြောကိုပြောရမယ့်အနေထားမှာရှိတယ်ဗီလာရဲ့လက်ရှိခြေစွမ်းကတော်တော်လေးလက်ကြောက်စရာကောင်းတယ် ရာလက်တွေလည်းအရန်ကောင်းနေတယ်။ယုံကြည်မှုလည်းမြင့်မားနေပြီးတော့တကယ်ကိုဖီအားကင်းနေတဲ့အသင်းကဗီလာဖြစ်နေပါတော့။ဗီလာလောလောဆယ်မှာအဆင့်3မှာရမ28မှတ်နဲ့ရက်တည်နေတယ်။သူတို့ရဲ့အိမ်ကွင်းမှာကြည့်မဲ့တော့လည်းအိမ်ကွင်း9ပွဲကစားထားမှာငါးပွဲနိုင်တယ်တပွဲတည်းတပွဲပဲရှုံးထားတယ်တွင်ကို17ကိုပေကို9ကိုရမ16မှတ်ယူထားပြီးအဝေးကွင်းအိမ်ကွင်း ranking မှာအဆင့်4မှာရှိတယ်အော်ဗီလာနဲ့ပတ်သက်ပြီးလက်ရှိသူတို့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးပေါ့ဒီ online emery ရဲ့အသင်းပေါ်မှာလည်းပြောပြပါအောင် ကျွန်တော်တို့ပွဲစဉ်၅လောက်ထိကဒီယာဒီမှာဗီလာဖေးဝါးကြီးခံစားရတာကျွန်တော်တို့တကယ်ကြတော့အိုနာအမရီနဲ့ဗီလာအရင်နှစ်ကလောက်ဘာမှမဟုတ်တော့ဘူးဒီလက်ရှိကစားသမားအစုဖွဲ့နဲ့ပြီးတော့ဝက်ကင်တို့ကြာသွားတယ်အဲမော်ဂန်ရော်ဂျာတို့ဒီကွန်စစ်ဆန်စီမရှိတော့ဘူးလို့ကျွန်တော်တို့ခံစားခဲ့ရတာဒါပေမဲ့ပွဲစဉ်၅နောက်ပိုင်းမှာတောက်လျှောက်ကြည့်လိုက်တဲ့အချိန်မှာဟိုသူ့ရဲ့ reserve ပဲကြီးကြီးကွင်းတွင်းခြေစွမ်းပဲကြီးကြီးသူတို့မှာကြွရွားတဲ့ခြေစွမ်းတက်တက်မမတ်ရှိတဲ့ကစားတစ်ခုပြန်ပြီးတော့တိတ်လာနိုင်တယ်ကျွန်တော်ပွဲစဉ်တစ်ကနေပွဲစဉ်9လောက်တွင်းမှာတော့ ဟိုကြည့်ရလို့ရှိရင်ကစားမအစုပွဲအရင်မတည်ငြိမ်သေးတော့ခန်းစားရတယ်အခုကစားမတိကက်ဆန်တို့ရှိရပြီးတော့မာလန်နဲ့ဒီဝက်ကင်ကိုဘယ်သူ့တော့သုံးရမယ်မသိတာမျိုးတွေဟိုစကွတ်တပိုင်းကလုံးဝဟို မတည်ငြိမ်ဘူးအွန်နိုင်အမရီတည်းအွန်နိုင်အမရီကိုယ်တိုင်လည်းဒီအဲ့ဒီ ရာသီစကာလာတွေမှာတည်ငိမ့်တဲ့ကစားကွက်ခင်းကြီးကိုသူကိုယ်တိုင်အပြေရှာမရဘူးလို့တော့ကျွန်တော်ခန်းစားမိခဲ့ရတယ်။ဒါအဲဒါပေမဲ့အဲ့ပွဲစဉ်6လောက်ကနေပြီးတော့နောက်ပိုင်းပွဲစဉ်တွေတောင်းလျှောက်ပြန်ပြီးတော့တည်ငိမ့်လာတဲ့ဒီကစားမအစုဖွဲ့တစ်ခုလည်းရလဲရလာတော့အရင်နှစ်ကကျွန်တော်တို့တွေ့ခဲ့ရတဲ့အသင်းကြီးတွေဆိုရင်ပြန်ပြီးတော့တုံးပြန်နိုင်တဲ့တုံးတုံးအသင်းတွေဆိုရင်အိမ်ကွေးမှာကောင်းကောင်းကန်နိုင်တဲ့ဖီလာကိုပြန်ပြီးတော့တွေ့လာတယ်။ဒါကတော့ဖီလာနဲ့ပတ်သက်ပြီးတော့ဒီနောက်နောက်ပိုင်းနှစ်တွေမှာတွေ့နေကြတဲ့အတိုင်းကျွန်တော်တို့ရဲ့တန်တရားတွေကိုပြန်ပြီးတော့ဖြည့်ဖြောက်သွားနိုင်တဲ့ UNAMRI ကိုပဲကျွန်တော်တို့ထပ်ပြီးတော့အတိမတ်ပြုအောင်ပါနော်။ UNAMRI ရဲ့ဥဆောင်မှုနဲ့လက်ရှိ ဖီလာရဲ့သွားနေတဲ့ဝေးကလုံးဝဟိုလှတယ်နောက်ဆုံးဒီအိမ်ကွင်း၃ပွဲဆိုလို့ရှိရင်ကလင်းရှိနိုင်ပွဲတွေကြီးပဲဒီလက်ရှိပရီးမီးယားလိမှာရှာသွားတာပြီးတော့အိမ်ကွင်းနောက်ဆုံး၈ပွဲဆက်သူတို့ရဲ့အိမ်ကွင်းနဲ့ပတ်သက်ပြီးအများအားကျွန်တော်တို့ဟိုဗီလာနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ကွင်းကိုပဲအများအားမြင်တွေ့ရတယ်လို့မျိုးဒီနောက်ပိုင်းပွဲစဉ်တွေမှာလည်းအိမ်ကွင်းဆွမ်းဆောင်ရင်ကောင်းနေကိုပဲကျွန်တော်တို့တွေ့ကြရတယ်ဗီလာကတော့တိတ်ပြီးတော့ဒီနောက်ပိုင်းပွဲစဉ်မှာကျွန်တော်တို့ဟိုဟိုဘယ်လိုပြောရမလဲသူတို့ကိုလူတိတ်ပြီးတော့စိတ်မဝင်စားတာပဲသူတို့အတွက်ပို့ပြီးတော့ဖိအားကင်းကင်းနဲ့ ဖြတ်တန်းလို့ရတယ်လို့ခံစားနေရတယ်။ Unai Emery ကမှတကယ်တော့ဒီ Aston Villa ထပ်ပို့ပြီးတော့မြင်းနဲ့အသင်းတွေမှာဂိုင်တွင်အသင်းနဲ့နှီးပြပါကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ဥမာဟိုသူက Serie A လို့ဘာလို့လောက်မှာဆိုရင် AC Milan ကတော့ Champion တိုက်တဲ့အသင်းတွေကိုတကယ်ချိန်ချောက်တဲ့အသင်းတွေကိုဂိုင်တွင်ရမယ် အရေးသွေးရှိတဲ့နည်းပြမျိုးဒါပေမဲ့ဗီလာလိုသင်းကိုကန်တွေရတဲ့အချိန်မှာလည်းလက်ရှိအာဆင်နယ်နဲ့6မှတ်ပဲပြတ်တယ်ဆိုတဲ့အနေအထားအရင်ရောအရင်သင်းဖို့ကောင်းတယ်လို့ပဲပြောလို့ရတယ်ကျွန်တော်တို့ကလီဗာပူးအားနေနေတာကိုကျွန်တော်တို့ကြည့်ကြတယ်အာဆင်နယ်အရင်ကောင်းလာတာကိုကျွန်တော်တို့ကြည့်ကြတယ်ယူနိုက်တက်ကောင်းလဲမကောင်းလဲအခြေအနေတွေကိုပဲကျွန်တော်တို့တွေကပြောနေကြတယ်ချက်စစ်ကြလာလိုက်ကြလာလိုက်ပေါ့ဒါတွေပြောပြတယ်အဲဒီဂျာလေးတွေမှာဒီဗီလာဒီတပြောင်နဲ့တက်လာတာကိုဘယ်သူမှသတိမထားဘူးလေအမှန်ကတော့အကိုပြောသလိုပဲကျွန်တော်တို့ဗီလာနဲ့ပတ်သက်ပြီး online marine နဲ့ပတ်သက်ပြီးတော့ဒီလို podcast တပုတ်ကတော့လုတ်ကိုလုတ်တင်တယ်လို့ပြောလို့ရတယ်ဆိုတော့ အာဆင်နယ်လိုပဲဗီလာကလည်းလက်ရှိကာလအပိုင်းချမှာတော့ကျွန်တော်တို့ကိုပရီးမီးယားလိမှာလုံးဝဟိုဖြိုးဖြိုးမှုအပေးနိုင်ဆုံးလုံးဝအတင်ငိမ့်ဆုံးအသင်းတစ်သင်းဆိုဒါကိုတော့ကျွန်တော်တို့ညင်းလို့မရအောင်ဆိုတော့အူနိုင်းအမရီနဲ့ဗီလာတို့ဒီထက်ပိုပြီးတော့လဲဟိုတင်ငိမ့်မယ်ကောင်းမွန်မယ်လို့တော့မဆိုနိုင်ပေမဲ့လက်ရှိအခြေအနေကတော့လုံးဝဟိုဘယ်လိုပြောရမလဲအနီးကပ်ဆုံးဒီ အသင်းကြီးတွေဖြစ်တဲ့ဒီ Man City တို့ Chelsea တို့ Liverpool တို့ Spurs တို့ထက်တော့အများကြီးတည်ငြိမ်နေဆိုတော့ကျွန်တော်တို့မဖြစ်မနေလက်ခံရမှာပါဟုတ်ကဲ့ပါလက်ရှိ Villa ကတော်တော်လေးလဲကစားသမားအင်အားရအတိုင်းတာတကူထီတောင်းတင်းနေပြီးခဲ့တဲ့ဘုတ်ဒါ Brighton ကိုနိုင်တဲ့ဘက်မှာဆိုတိုက်ဆက်မှာ Oliver King ကဂိုးနှကိုးပြန်သွင်းတယ် Oliver King ဒီရသည်မှာပုံမှန်ထွက်ခွင့်လဲပျောက်နေတယ်ခြေစွမ်းလဲကျနေပြီလို့ထင်ရပေမဲ့ဂိုးနှကိုးပြန်သွင်းခဲ့ပြီးတော့ Oliver King က Arsenal ကိုဒုက္ခပေးနေကြကစားသမားတွေပါတယ်ပြီးတော့သူတို့မှာကျယ်ဝင်းကစားသမား Morgan Roger ရှိတယ်ကစားသမားတဲ့ဒါ Ivan Gerson ရှိတယ်ဝိုင်းရင်ကွန်းလဲကစားသမား ဒါမကင်းရှိတယ်မကင်းကအတက်ကင်းပဲသွားမလားတောင်မန်ထွက်မလားကွင်းလယ်မှာကစားမလားသူ့ရဲ့လှုပ်အားနှုန်းကအရင်ကြောက်စရာကောင်းတယ်လုံးဝ hybrid ကစားသမားပေါ့နော်ကွင်းလယ်မှာဆိုရင်တကယ်မာတဲ့ onana ရှိတယ်ကင်မရာရှိတယ်ဒီကစားသမားနှစ်ယောက်ကလည်းအာဆင်နယ်ကွင်းလယ်ကိုကောင်းကောင်းကွင်းလယ်ရနေဒုက္ခပေးနိုင်တယ်ခန်စစ်မှာတော့သူတို့ရဲ့အဓိကနောက်ခံလူတွေက Tyrone Mint တယောက်မပါဘူးပြီးတော့ Wayne ကစားသမား Barkley တန်ရာကြောင့်မပါနိုင်တာလွယ်လို့သူတို့ရဲ့ခန်စစ်ကိုကြည့်မဲ့ဆိုလေဒါ Paul Dorrett ပြီးခဲ့တဲ့ပွဲမှာတော့ Paul Dorrett ကသူ့ရဲ့ဟို ဒက်ဖန်လုတ်တဲ့ဒီကာကွယ်တဲ့အပိုင်းကနေပြီးတော့အုံကိုတော့ဖြစ်သွားတယ်။သူရှိတယ်ခွန်စာရှိတယ်မတီကက်ရှိတယ်မဆန်ရှိတယ်အများကြီးပေါ့နော်ဒစ်နီလို့လည်းသုံးလို့ရဆိုတော့တော်တော်လေးကိုအင်အားတောင်းတယ်ဂိုသမားနေရာမှာတော့ပြီးခဲ့တဲ့ပွဲမှာတော့သူတို့ရဲ့အဓိကဂိုသမားဒီမပါအာဆင်နယ်ကစားသမားဟောင်းပေါ့နော်မာတီနက်မပါဘဲနဲ့ဒီ big shot လိုဝိုင်းဂိုသမားကြီးဖမ်းသွားတယ်အာဆင်နယ်ပွဲမှာတော့မာတီနက်ပြန်ပါလာမယ်ထင်တယ်ပါလီနက်ပါလာရင်တော့ပို့ပြီးစိတ်ချတဲ့ဒီအနေထားမှာပို့ရှိလာမယ် brighter နဲ့ပွဲကိုကြည့်လိုက်ရတာသူတို့မှာတော်တော်ကိုဟိုဘယ်လိုခေါ်မလဲနှစ်ကိုးပြေးလိုက်ရရင်ဘာမှမဖြစ်တယ်လို့ပဲကစားရင်တဲ့ပွဲလုံးတိုင်းတိုင်းရကြည့်မယ်ဆိုရင်ဒါပြိုင်ဘက်ကိုကန်ချက်14ချိန်လောက်ခဲ့ရမှာအဲ့ထဲမှာ9ချိန်ဒီငါးကြိမ်ကတကယ်ပစ်ချက်အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီးတော့ကိုဘောက်တဲ့ကန်ချက်10ကြိမ်ရှိခဲ့တယ် expected ကက2.76ဆိုတော့တော်တော်ကောင်းတဲ့ဒီ performance ကိုပြသွားခဲ့ပြီးတော့နောက်ကနေလိုက်ကစားခဲ့တယ်ဒီပွဲမှာလည်းဒီချာပေါက် Arsenal ကို Villa ကအိမ်ခွင်းမှာကောင်းကောင်းခံပြီးတော့ဒုက္ခပေးလိုက်မယ် Arsenal နဲ့ Champions League ကိုတကယ်လိုချင်တယ် Champions League ဒီရာသီအတွက် ီမဖြစ်မနေတက်တည်ပြမဲ့ပွဲတွေတန်းမှာချန်ပီယံလမ်းကြောင်းအတွက်တကယ်ကိုအရေးကြီးတဲ့ပွဲလို့ထင်တယ်အာဆင်နယ်ကဒီရှေ့ရာသီဘက်မှာတော့အသင်းကြီးအားလုံးနဲ့ကုန်သွားပြီဒါပေမဲ့အလယ်လက်အသင်းတွေမာတဲ့အသင်းတို့နဲ့ကစားအောင်မယ်ဆိုဒီပွဲကတော်တော်လေးကိုအရေးကြီးတယ်အဲ့တော့အာဆင်နယ်မှာလည်းအားရစရာကောင်းတာတချို့လည်းတွေ့ရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာဇာကာတို့ယော့ဂရက်တို့တို့ကစားလမတွေပေါ့အနာရထားတယ်တင်ပါလေဒီမော့စကွေရာဒန်ယာရမဝင်လာခဲ့တာဆိုတော့ပြီးတော့ဒန်ယာအနေနဲ့အိုဒီဂတ်တို့လည်းပြန်ပါလာပြီဂျေဆုတို့လည်းအရန်လူဆဲမှာတွေ့နေပြီဘဟုခံစစ်မှာတော့ ဆာလီဗာဂါဘရီယယ်နဲ့မော်စကွေရာလည်းဘလောက်ထိကြံ့ခိုင်မှုရှိနေမလဲတော့မသိဘူးเนาะခန်စစ်ပြဿနာကလွဲရင်တော့ဂျန်နဲ့တိုက်စစ်နဲ့ကွင်းလယ်မှာတော့ကစားမအင်အားဒရိုလီကောင်းလာပြီပြီးခဲ့တဲ့ဘက်မှာဆိုမာတင်နယ်လီတို့မာတူအီကီတို့လည်းတုံးသွားခဲ့တယ်ဆိုတော့အပြောင်းလဲတွေအများကြီးလုပ်ထဲအဲ့ထက်မှာလုံးဝလူတွေသတိမဖားမထားမိပဲနဲ့အာဆင်နယ်အကျိုးပြုနေတာညီလေးပြောခဲ့တဲ့မီကယ်မီရီနိုမီရီနိုကဒီဒီဘက်နှစ်ပြက်ကလေးနှစ်ထဲမှာဒီ2015ပြက်ကလေးနှစ်မှာအာဆင်နယ်ရဲ့ top scorer ကသူဖြစ်နေပါတော့ကွင်းလယ်မှာကန်တဲ့အရင်တော့ဆိုသူ့ကို defensive midfield လို့သိထားတယ်အဲ့မှာကွင်းလယ်မှာဒီ တကွင်းလုံးလိုက်ကစားရဲလောက်အားလုံးနဲ့ကစားရဲကစားသမားကိုဟိုအခြေအနေရသူ့ကိုပြီးခဲ့တဲ့ယာတီကစပြီးတော့ force 9ပုံစံမျိုးနဲ့တိုက်စစ်ကိုတင်ကြည့်တယ်အလုတ်ဖြစ်တယ်ဒီယာတီမှာသူ့ကိုအဲ့လိုပဲလိုအပ်တဲ့ပွဲတွေမှာတိုက်စစ်မှာတင်တယ်အသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုနှစ်ပွဲဆက်လာတယ်သွင်းပေးခဲ့အဲ့တော့ဒီပွဲမှာ အာဆင်နယ်အဝေးကွင်းမှာတကယ်ခက်ခဲတဲ့စမ်းသပ်မှုကိုကြော်လာနိုင်မလားဒီဘက်ရလက်ဘယ်လိုဖြစ်မလဲအဲ့တော့ဒီပိုင်းနဲ့ပတ်သက်ဗညီလေးကသုံးသပ်ပြပါဦးအာပုံမှန်တိုင်းဆိုရင်တော့ဒါမှန်ရခက်တဲ့ပွဲပါပဲဘာလို့လဲဆိုတော့နောက်ပိုင်းပွဲတွေမှာဒီနှစ်သင်းရဲ့ဖောင်အရလည်းတူနေတယ်ပြီးတော့ဟိုသွားတဲ့ကစားအမအစုဖွဲ့အရဟိုဂိုးသွင်းတဲ့ကစားအမတွေရဲ့အခြေအနေအရစနေနေသွားတူတယ်နောက်ပိုင်းပွဲတွေမှာဒါမီရီနိုနှစ်ပွဲဆက်ဂိုးသွင်းတယ်လို့မျိုးပြီးခဲ့တဲ့ဒီဝက်ကင်ကလည်းရှေ့မှာ တိုင်ပတ်နေတာနေပြီးတော့ကိုနှုတ်ကိုပြန်သွင်းပြီးတော့ပြန်လာ ပုံစံတူလေးအနေထားရနေတာသွားနေတယ်ဒီထဲမှာမှပို့ပြီးတော့ထူးခြားတာကနှစ်သင်းသလုံးကဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဒါ Villa ဆိုလို့ရှိရင်အင်္ဂွေမှာ900နိုင်ကြီးမြင့်မာတဲ့ expected ကိုအရင်မြင့်တဲ့အသင်းပြီးတော့ goal pay ရမှုကြတော့ပြန်ပြီးတော့ နည်းတဲ့အသေးနဲ့မှာပါနှစ်သင်းလုံးကလက်ရှိပရီးမီးယားလိမှာဆိုရင်အာဆင်နယ်ဆိုလို့ရှိရင်ကိုးရနိုင်ကြီးအမြင့်ဆုံး expected ကိုအမြင့်ဆုံးအသေးနဲ့မှာပါတယ်ဂိုးပေးရမှုကြတော့ဂိုးကန့်စ်ကြတော့ဒါအနည်းဆုံးအသေးနဲ့မှာပါတယ်ဆိုတော့အကောင်အကောင်နေကြီးပဲများနေတဲ့အစုဖွဲ့တွေနဲ့ကံမဲ့အသေးနဲ့အသေးဖြစ်တဲ့အတွက်ဒီဒီဘက်ပရီးမီးယားလိတာပွဲစဉ်ရဲ့အစောဆုံးပွဲရတော့တာတကယ်ကိုလွှဲမှာတော့ကျင်းသေးတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီအာဆင်နယ်မဖြစ်မနေနိုင်အောင်ကဲရမှာဖြစ်တယ်ပြီးတော့အနီးကပ်ဆုံးဒါပြီးခဲ့တဲ့နေ့ဘောလုံးရသည်မှာပြိုင်ဘက်ကွင်းမှာ2-0နဲ့ဒီဖီလာကိုနိုင်ထားတဲ့အချက်တွေလည်းရှိရဲပြီးတော့ ့လက်ရှိဂျားရက်မှာကန်သွားတဲ့အခိုက်အတန့်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီ Villa အဝေးခွေးမှာ Brighton ကိုတော်တော်လေးရုန်းကန်ပြီးတော့မှနောက်ဆုံးမိနစ်သွင်းကိုရင်းနဲ့နိုင်ပွဲတစ်ပွဲအတွက်တော်တော်ကြီးကိုတင်ကန်ခဲ့ရတဲ့အပိုင်းတွေရှိတယ်။ Arsenal ကျတော့အင်္ဂလိပ်မှာ Brentford ကိုဒီကစားမအလှည့်ကျသုံးသွားတဲ့ပုံစံလေးတွေနဲ့ကန်ရတဲ့အတွက် Arsenal ကစားမအများစုကတော့ဒီ Villa နဲ့ပွဲအတွက်ပိုပြီးတော့အနားရကောင်းရနေတယ်လို့ကျွန်တော်တို့ခန်းစားမိတယ်။ True ်ဆိုတော့ဗီလာကွဲမှာအာဆင်နယ်ခက်ခဲကောင်းခက်ခဲလိမ့်မယ်ဒါပေမဲ့အာဆင်နယ်ဒီဘွဲမှာအပြန်လန်သွင်းကိုတွေနဲ့နိုင်ဝါလောက်မယ်လို့တော့ကျွန်တော်တို့ထင်တယ်1ကိုမှချင်းလောက်နေပေါ့ဥမာ1 2ဖြစ်ဖြစ်2 3ဖြစ်ဖြစ်2 4ဖြစ်ဖြစ်ဒီလောက်လောက်ရလက်မျိုးလောက်ထိသွားနိုင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ကဲ့ပါဗီလာမှာလည်းပြီးခဲ့တဲ့ဘွဲမှာတို့ရဲ့ DR ချေစွမ်းပြနေတဲ့ Bondia လို့လို့ကစားမမျိုးတွေအရင်မှထားခဲ့တယ်ထီလီမန်းဆိုအရင်မှထားခဲ့တာတွေမာလန်းကိုလည်းဒါနောက်မှတုံးခဲ့တာရှိသူတို့ကိုယ်တိုင်လည်းကစားသမားတချို့တော့အလှည့်ပြတုံးထားတယ်အကိုလည်းဒီဘွဲကိုတော်တော်လေးစဉ်းစားခဲ့တယ်အမှန်တမ်းပြောရင် ဒီဘွဲရွေးပါဆိုတော့တော်တော်ရွေးရခက်တယ်အခုအချိုက်ကိုရွေးပါဆိုဒီဘွဲမှာလက်ရှိဗီလာရဲ့ဖောင်ကအာဆနယ်ခန်းစစ်ကိုတေချာပေါက်သွေးရင်ခွင်းမှာဒုက္ခပေးလိမ့်မယ်ဂိုးတွေလည်းတွင်းသွားလိမ့်မယ်လို့ထင်တယ်အာဆနယ်ခန်းစစ်ကနည်းနည်းလေးလူမဆုံတဲ့ပြဿနာကြောင့်အဝေးကွင်းမှာဗီလာကိုဂိုးပေးရနိုင်တယ်အဲ့လိုပဲဗီလာရဲ့ခန်းစစ်ကိုလည်းအာဆနယ်ရဲ့ဒီစာကာတို့အိုက်ဇီတို့မာဒူကီတို့ဒီရှင်းမှာယော့ဂရက်တို့ကွင်းလဲပါဆိုလည်းအဓိကဒီဂလန်ရိုက်တို့ဇူဘီမန်ဒီတို့နဲ့ဂိုးရဖို့မျှော်လင့်နိုင်တယ်အိုဒီကက်လည်းပြန်ပါလာပြီဂိုးရဖို့မျှော်လင့်နိုင်တယ်အပြန်လန်တွင်းဂိုးတွေများမယ်အကောကဒီဘက်မှာ အာဆင်နယ်အရင်တိုင်းရင်းနဲ့ဖဲရတော့နိုင်စေချင်ပေမဲ့ဒီဘွဲကိုတည်ရေးလောက်ပဲမှန်းနေတယ်ဒီဘွဲကို1 1တောင်းမို့2 2လောက်ဖြစ်မယ်လို့ထင်တယ်အကြိုက်ကိုရွေးပါဆိုရင်တော့အပြန်လန်သွင်းကို3 6လောက်အနေဆုံးရောက်မယ်ထင်တဲ့အတွက်ကြောင့်နှစ်သိန်းပေါင်းသွင်းကိုများမယ်ဆိုတာကိုရွေးချင်ပါတယ်အခုဒါအကိုတို့တင်ဆက်ပေးခဲ့တာကတော့ဒီတစ်ပတ်ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ Villa နဲ့အာဆင်နယ်အကြောင်းလဲပိတ်သက်တယ်လေကိုရိုးရဲ့အုံသက်မှုလေးကိုအတိုင်းတာတစ်ခုထိကျင်းတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာထပ်ပြီးတော့ဆုံကျင်ပါတယ်ကျေးဇူးတင်ပါတယ်